အားလုံးမင်္ဂလာပါဗျ။ Enemy Limit စတင်ရမှာတော့အားလုံးအကူအညီတောင်းနေရှိပါတယ်။အဲ့ဒါကျွန်တော်ရဲ့ဗီဒီယိုမြန်မာနိုင်ငံကြည့်နေရဆိုရင်တော့ VPN လေးချိန်ပြီးတော့ server ကိုတော့ US or UK server လေးကိုချိန်ပြီးကြည့်ပေးဖို့တောင်းဆိုပါတယ်။အဲ့မှာကျွန်တော်တို့လို YouTuber တွေကို YouTube ကနေပတ်စံပေးရမှုလို့ပါ။အားလုံးကျေးဇူးတင်ပါတယ်ဗျ။ဒီပိုင်းမှာတော့ Lucia ရေအေးနဲ့ရေချိုးနေတဲ့အချိန်ပါပဲ။ဝှထုတ်တထုတ်ကသူ့ရဲ့ကောင်းမော်လွင့်လာပါတယ်။ဒါကတော့ဘရိုလက်ချက်ပါ။ ဘရုတ်ကတော့မြေမြန်ဝစားလဲပြီးငါးနောက်လိုက်ခဲ့လို့ပြောလိုက်ပါတယ်။လူစီရလည်းသူ့နောက်ကိုလိုက်သွားတဲ့အခါမှာတော့ထမင်းစားကန်းကိုခေါ်သွားခံရပြီးမိဖြစ်ဖြစ်စားလို့ရတယ်။ဒါပေမဲ့ဒီစားစားတွေအားလုံးမိတယောက်တည်းစားရမယ်။ပြီးမြေအောင်ခန်းထဲလာခဲ့လို့ပြောလိုက်ပါတယ်။လူစီရလည်းမယုံနိုင်လောက်အစားအသောက်တွေခဏလေးနဲ့စားပစ်လိုက်ပါတယ်။နောက်နေ့မှတော့သူကဘရုတ်ရှိသွားတဲ့အခါမှာတော့အဲ့ဒီမှာဂူကဆိုတဲ့ဝဲဝန်လိုလိုပါလိုလိုထွက်ကောင်းနဲ့တွေ့ပါတယ်။ရုတ်တရက်ပဲဂူကလူစီရကိုထူးဆန်းတဲ့ရေတမျိုးပစ်လိုက်ပြီးဒါကယွန်းစရာကောင်းတဲ့ရေမန်ကတည်းဒါမဲ့မင်းရုပ်ပိုင်းဆိုင်ရာစွိုင်းနေအများကြီးတိုးတက်စီမှာမင်းတောက်ရမယ် ီးတော့အာနိတေက6နာရီထိကြာရှည်ခံတယ်လို့ပြောလိုက်ပါတယ်။အဲဒီမှာလူစီယန်လည်းဘလို့ရတာပဲရှိရှိတောက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဘရိုကလည်းဘသူမှဒီရီကိုတောက်နိုင်မယ်လို့မထင်ကြပါဘူး။ဒါမဲ့ရုတ်တရက်ပဲလူစီယန်သူ့အတွင်းကဆိုင်းရင်တွေပောက်ကွဲထွက်တော့မလို့ခံစားလိုက်ရပါတယ်။ဒါကြောင့်သူကတစ်ချက်သေးပဲမိုးတောက်လိုက်ပါတယ်။ဒါကြောင့်ဂူကလည်းဆွမ်းအပ်သွားခဲ့ပါတယ်ဒီလိုနဲ့လေ့ကျင့်ရင်တပတ်ကြမှာတော့လူစီယန်နဲ့ဘရိုတိုကတိုက်ခိုက်ကွင်းမှာရှိနေပါတယ် အဲ့ဒီမှာတော့လူစီကဆရာထက်တန်သွားတဲ့ဘရုတ်ကိုကျွန်တော်တိုက်ပီးကိုတောင်းဆိုပါတယ်လို့ပြောလိုက်ပါတယ်။ဒါပေမဲ့သူစကားမဆုံးခင်မှာပဲဘရုတ်ကသူ့ကိုကြမ်းကြမ်းတမ်းတမ်းပဲတိုက်ခိုက်လိုက်ပါတယ်။ဒီဘက်ကတော့မပြောကောင်းတာပြောလိုက်တာပဲ။လူစီရဲ့လည်းတိုက်ခိုက်မှုတွေရှောင်မှုကြိုးစားပြီးမျက်နှာကိုလက်တီးနဲ့ပဲအထိုးခံလိုက်ရပြီးဒေထဲကိုလွင်သွားခဲ့ပါတယ်။ဒါကြောင့်ငါးကပ်ပါမှာတနက်နေ့ပြစ်ခံတော့ရတော့ဒီလောက်နာကျင်တာမခံစားရဘူး WI မျိုးလဲလို့တွေးလိုက်ပါတယ်။ ပြီးတော့သူမြေပြင်ပေါ်လဲကျသွားခဲ့ပါတယ်။ဆက်ချင်းမဲ့လူစီယာလည်းဆက်ရထက်တန်သွားနေပြီးပြန်ထားရက်လိုက်ပါတယ်။သူကဘရုတ်ကိုရေပြားလိုက်ပြီးနောက်တစ်ခါလှုပ်ပေးပါအောင်ပြလို့ပြောလိုက်ပါတယ်။ဘရုတ်ကတော့သူ့ကိုကြောက်သွားပြီးမင်းနာနေပြီမဲ့ပြုံးထားတာကြီးကငါ့ကိုတမျိုးခံစားရစေတယ်လို့ပြောလိုက်ပါတယ်။ ါပေမဲ့ရုတ်တရက်ပဲမင်္ဂလိတရားဝင်လာပြီးပြင်းထန်တဲ့တန်ရာရထားလို့သူတို့ကိုအကူအညီတောင်းလိုက်ပါတယ်။ထုံးစံအတိုင်းပဲဘာမှစဉ်းစားမနေပဲလူစီရလည်းသူမရှိပြေးသွားပြီးခုပေးလိုက်ပါတယ်။အဲ့ဒီမှာတော့မင်္ဂလိရတို့ဒီလောက်မြတ်မြတ်ကုသပေးတာကိုမယုံနိုင်မဲ့ဝန်တာအားရဖြစ်ပြီးငိုနေပါတယ်။ပြီးတော့လူတယောက်ကတော့သူ့နာမည်ကိုမေးလိုက်ပြီးတော့သူ့ကိုအရန်ကျေးဇူးတင်နေပါတယ်။ဘာလို့လဲဆိုတော့သူမကတားရဲလူမျိုးစိတ်ထဲရဖြစ်ပေမဲ့သူမကိုကုသပေးခဲ့လို့ပါပဲ။ လူစီရဲတော့လူသားရင်းနဲ့တတ္တဝါတွေကြမှာသူတို့ဘာမှကွာခြားမှုမရှိဘူးလို့ပြောလိုက်ပါတယ်။အားလုံးကလည်းလူနာတွေဖြစ်လို့ကုသဖို့ခွင့်ရရှိပါတယ်။ဒါပြင်သူတို့ရဲ့ကုသမှုခံရဖို့လိုအပ်တဲ့ပဲချင်းမဆိုလာခဲ့ပါလို့ပြောလိုက်ပါတယ်။တနည်းတာပြီးတဲ့ခါမှာတော့သူအိတ်ဖို့ပြန်ပြီးပဲလမ်းလျှောက်နေတော့မှာပဲ။သူ့နောက်ရောက်ခံလိုက်နေတဲ့လူတချို့သတိပြုမိလိုက်ပါတယ်။လူစီရဲကသူတို့မြင်လိုက်တာနဲ့သူတို့ကလည်းပုံမကြိုးစားနေပါတယ်။နောက်နေ့မှာဘရုန်းနဲ့ကူကရှိသွားတဲ့ခါမှာတခုခုမားနေရလို့ပြောလိုက်ပါတယ်။သူ့လူတွေကစောင့်ကြည့်နေတယ်လို့ခံစားရပြီးဘာကြောင့်လဲဆိုတာတော့မသိဘူးလို့ပြောလိုက်ပါတယ်။ အဲ့ဒီခါမှာတော့ bro နဲ့ဂူကာတို့ကလည်းသူထွက်ပြေးမှဆိုလို့အဲ့ဒီလိုစောက်ကြစ်ခိုင်းလာတာဖြစ်ပါတယ်။တန်ရရသူများပြားကူတာကိုပတ်ဆက်မရှိဘူးလို့သူတီထားပြီးသူ့ရဲ့ဂီးမှရှိနေတဲ့ကာလာတွင်မှလည်းတည်ဆုံမှုရဲ့အတွက်အများကြီးရောကြသွားတယ်လို့ပြောလိုက်ပါတယ်။အဲ့ဒီချိန်မှာပဲလူစီယာကသူဘဲမှမသွားဘူးလို့အစောက်ကြစ်ထားရပေးပါ။ဒီချိန်ကာလာပြီးတဲ့အထိဆက်နေပါမယ်လို့ပြောလိုက်ပါတယ်။ ဒါမဲ့အဲ့ဒီကာလာတွင်သူ့ဆောက်ကြည့်နေတဲ့သူတရားရောက်တွေ့ခဲ့ဘရုတ်ကိုဂူးကပေးတဲ့ယွန်းစရာအရေတွေကိုတောက်ခိုင်းမယ်လို့ပြောလိုက်ပါတယ်။လေ့ကျင့်ခန်းလုပ်တာဒဏ်ရာရသူတွေကိုကူပေးတာနဲ့စွန့်ရင်ရေတွေတောက်တာတလားဖြစ်ကြပြီးတဲ့နောက်မှာတော့ထွက်ခွာဖို့အချိန်ရောက်ပါပြီ။ UCL နဲ့ဘရုတ်နဲ့တိုင်ပင်လာပြီးသူထွက်တော့မယ်လို့ပြောလိုက်ပါတယ်။ဘာလို့လဲဆိုတော့သူအလုရှာတော့မှာဖြစ်ပြီးကုသသူမြောက်ကီးကိုပေးရမယ်ခွန်နေလဲရှိလို့ပါ။ သူကပတ်စံနေငယ်ဆူမိတာနဲ့ဘရုတ်ရှိပြန်လာပြီးထက်လိကျင့်မယ်လို့ပြောလိုက်ပါတယ်။ရုတ်တရက်ပဲဘရုတ်ကတော့မင်းမှတနှစ်ဆလုံးလောက်တဲ့ပတ်စံရှိရင်ဘာလို့မလဲလို့မေးလိုက်ပါတယ်။သူကတော့ခဏလောက်စဉ်းစားလိုက်ပြီးအခွန်ပေးပြီးမင်းနဲ့လေ့ကျင့်ငယ်ဆက်လုပ်မယ်လို့ပြောလိုက်ပါတယ်။ဘရုတ်ကတော့တော်တော်ရိုးရှင်းတာပဲလို့ပြောပြီးသူ့ရှိကိုတနှစ်ဆအခွန်အတွက်ပတ်စံနေအများကြီးထုတ်ပေးလိုက်ပါတယ်။နောက်တော့ဒါကိုဆုလက်လို့သဘောထားလိုက်ပါ မင်းဖွဲ့ချုပ်ထံလူတွေအများကြီးကိုကုသပေးပြီးသူတို့ရဲ့အသက်တွေကိုလည်းကယ်တင်နိုင်ခဲ့တယ်လို့ပြောလိုက်ပါတယ်။လူစီရဲ့လည်းပတ်စပ်ကိုယူဖို့ညှင်းလိုက်ပေးမယ်။ဘရိုကတော့သူ့သွားပြီးမင်းရဲ့ခွန်တွေပေးလိုက်ပါကွာ။ပြီးတော့ပြန်လာပါ။ငါတို့မှလက်ချင်ကန်တွေအများကြီးကြံသေးတယ်။နောက်ကျလို့မဖြစ်ဘူးလို့ပြောလိုက်ပါတယ်။ဒါကြောင့်သူ့ခွန်တွေကိုသွားပေးခဲ့ပြီးဖွဲ့ချုပ်ကိုပြန်လာခဲ့ပါတယ်။သူတကားပွင့်လိုက်တာနဲ့ဘရိုကသူ့ရှိမှရက်နေခဲ့ပါတယ်။သူနှုတ်ဆက်ဖို့လုံနေတော့မှပဲဘရိုကသူ့ဆွဲလိုက်ပြီးတော့လက်ချင်ကိုခေါ်သွားခဲ့ပါတယ်။တနိဒာပြီးတဲ့ခါမှာဘရိုကတ်တို့မြင်းမြတ်တဲ့မော်ကျန်းစာအုပ်တော့ပေးပြီးကုသရင်မော်နဲ့အစိပ်ဖြစ်မော်ကြမှာကွာချမှုရှိတယ်လို့ပြောလိုက်ပါတယ် သူကအဲ့ဒီနှစ်ခုကျွမ်းကျင်အောင်လုပ်နိုင်မှာကုသသူစစ်တယောက်ဖြစ်လာနိုင်မယ်လို့ပြောလိုက်ပါတယ်။ရန်နေငယ်ကြပြီးတဲ့နောက်မှာဘရော့ကလူစီယိုကိုဒီနေ့လေ့ကျင့်ရအနီအနားပေးလိုက်ပြီးတော့ဂီးရဲ့တားတက်ယုံမှာသွားလေ့လာဖို့သူ့လွှတ်လိုက်ပါတယ်။လူစီယိုအဲ့ဒီသွားတဲ့ခါမှာတော့ခေဘာသူ့ကိုတကားပွင့်ပေးပေးမယ်။လူစီယိုကတော့သူ့ကိုတွေ့ဘူးတလို့ဖြစ်နေပါတယ်။ဒါကြောင့်ခေဘာကလည်းသူကဂူးခါရဲ့ကိုဖြစ်ကြောင်းပြောလိုက်ပါတယ်။သူကလူစီယိုနှုတ်ဆက်လိုက်ပြီးသူ့ရဲ့မော်အိတ်ထဲကတောဝက်တကောင်ထုတ်ပေးပြီးတော့လူစီယိုအဲ့ဒီကနေအသားကိုဘယ်လိုထောက်ရမလဲဆိုတာတင်ပေးနေပါတယ်။သူကဘယ်လုပ်ငန်းမှာပဲဖြစ်ဖြစ်အခက်အခဲမရှိစားတောင်းနိုင်အောင်ဒါကိုတင်ယူရမယ်လို့ပြောလိုက်ပါတယ်။ ရုတ်တရက်သူကယွန်းတကောင်ပေးလိုက်ပြီးတော့ကဲကောင်းလေးလှုပ်လိုက်တော့လို့ပြောလိုက်ပါတယ်။လူစီယာလည်းသူတင်ထားတာတွေအတိအကျလှုပ်လိုက်ပြီးတဲ့အခါမှာတော့ယွန်းအချက်ပြုတ်ကြီးစားလိုက်ကြပါတယ်။ဒီလိုနဲ့နောက်နေ့မှလည်းလူစီယာကိုအနာပေးပြီးဘရုတ်ကတော့သူ့ကိုနာနာစီကိုပို့လိုက်ပါတယ်။နာနာကတော့သူရဲ့ကီးမှာအလုံးလုံးနေတဲ့မင်္ဂလေးပါ။အဲ့ဒီမှာတော့နာနာကဒီနိုင်ငံအကြောင်းသတင်းချက်လက်တွေပြောပြပါတယ်။သူမသူရဲ့တမ်းပြာစင်းရဲသားတွေကြုံပြတာဖျက်သိမ်းလိုက်တဲ့တခုတည်းသောနေရာဖြစ်ပြီးတော့သူတို့ကဘာမှလူတွေဝယ်ယူပြီးညှဉ်းပန်းနှိပ်စက်တဲ့နေရာတွေအများကြီးရှိတယ်လို့ပြောလိုက်ပါတယ် ဒီလိုနဲ့အားရရတိုင်းလေးလာလိုက်လေးချင်းလိုက်လို့ဝီနှစ်တဝက်ကုန်သွားခဲ့ပါတယ်။တနေ့မှတော့နာနာကလူစီယောခေါ်ပြီးအဖွဲချုပ်အပြောင်းထွက်သွားပါတယ်။ဒါသူ့အတွက်ဝတ်စားတစ်တွေဝယ်ဖို့ပါ။သူတို့ရရင်ပြော့စရာကောင်းတဲ့တနိတာကိုဖြတ်တန်းကြပြီးအားလုံးကလည်းအဆင်ပြေနေပါတယ်။သူတို့ပြန်လာနေတော့မှပဲလူစီယောအော်တန်ဂျေကြီးကြားလိုက်ရပါတယ်။ သူတို့လည်းအတန်ကြာတော့ပြေးသွားပြေးသွားလိုက်တော့ဟီလာကီးမှရှိတဲ့မိုနီကာမိဘကသွေးရိုင်ထဲမှာလဲကျနေတာတွေ့လိုက်ရပါတယ်ကြီးရတာကတော့သူမတေတော့မယ်ပုံမှာဒါမဲ့လူစီကတော့သူမကိုကုသပေးလိုက်ပြီးသူရဲ့ဂီကိုခေါ်သွားလိုက်ပါတယ်မြူရီကအကြီးဆုံးကုသရုံအုပ်ချုပ်တဲ့ဘိုတာကူလီယာခြေစားတယောက်လှုပ်ပြီးသူမလုံးချန်ခိုင်းထားတာကိုသိလိုက်ရပါတယ်ဘာလို့လဲဆိုတော့ကုသစီရင်မတက်နိုင်တဲ့သူ့အတီးကကူပြီးပတ်ဆက်မရှိတော့လို့တခြားနိုင်ငံမှာရောင်းစားခံလိုက်ရလို့ပါဒါကြောင့်သူမကတော့လူတီအောင်ကန့်ကွက်ပြီးသူ့ပြဿနာရှာခဲ့တဲ့အတွက်လုံးချန်မလွတ်လိုက်တာပါအဲ့ဒီချိန်မှာပဲလူစီကနာနာကိုမော်နီကာကိုဝေးဆိုင်ဖို့နဲ့ ဖွဲ့ချုပ်မှာသူတို့နဲ့အတူတူအလုံးလုံးခံဖို့တောင်းဆိုလိုက်ပါတယ်။ဘာလို့လဲဆိုတော့သူမဟီလာကီကိုပြန်သွားနောက်တစ်ချိန်တိုက်ခိုက်ခံရနိုင်လို့ပါ။ခဏကြာမှာတော့မိုနီကစားတော့ခံမှထိုင်နေတဲ့လူစီရဲ့ရှိသွားပြီးရှက်ရှက်နဲ့ပဲစကားဆပြောပါတယ်။သူမကိုကယ်တင်ခဲ့တဲ့အတွက်သူ့ကိုကျေးဇူးတင်လိုက်ပါတယ်။ပြီးတော့သူမကိုကုသပေးတဲ့အတွက်သူ့ကိုဘလောက်ပေးရမလဲလို့မေးလိုက်ပါတယ်။မိုနီကာကတော့လူစီယာတခြားဟီလာတွေမှားနေရတဲ့ထင်တယ်။လူစီယာကတော့သူမရှိလျှောက်တာပြီးဒါသူ့ရဲ့တာဝန်ဖြစ်ကြောင်းပြောလိုက်ပါတယ်။ဒုတိယချက်အနေနဲ့ကတော့သူမရဲ့ဂျေဇူးကိုပြန်ဆက်တာပါ။ဘာလို့လဲဆိုတော့သူမကဂီမာရောဟန်သူ့ကိုကုညီကျဲလိုပါပဲ။ ဒါဖြင့်တကယ်ကျေးဇူးတင်ငါနဲ့အတူတူညစာလာစားလို့ပြောလိုက်ပါရယ်။စော်ကြည်ပဲလေးဖြစ်တော့ပါပဲဒီပဲကတော့။အဲဒါကြောင့်မိုနီကာလည်းဝမ်းသာအားအနေကိုဒီမယုံနိုင်ဖြစ်နေပါရယ်။ဒီလိုနဲ့နှစ်လကြာပြီးတဲ့နောက်မှာတော့ရုတ်တရက်ဘရော့ကတကားပွက်လိုက်ပြီးလူစီယာကိုအမြင်လာဖို့ခေါ်လိုက်ပြီးတော့စွန်သားတို့တော့ကတီလူမျိုးဟာဖြစ်နေပြီလို့ပြောလိုက်ပါရယ်။လူစီယာလည်းအမြင်ဆုံးပြေးသွားပြီးသူတို့ချီရောက်တဲ့အခါမှာတော့လူများပြားပြင်းထန်တဲ့တန်ရာကြီးရထားတာကိုတွေ့လိုက်ရပါရယ်။လူစီယာလည်းသူ့ရဲ့အားရင်ရှိသမျှနဲ့သူတို့ကိုကူညီဖို့ကြိုးစားပြီးတော့တယောက်ပြီးတယောက်ကူတာပေးပါရယ်။ နောက်ဆုံးမှာတော့သူ့ရဲ့စွမ်းအင်နေခုံသွားပြီးပင်မဲလွန်းလွန်းတတိလက်သွားပါတယ်။ဒါမဲ့တတိယလာတဲ့ခါမှာတော့ရမ်းဝမ်းနေနေပါတယ်။ဘာလို့လဲဆိုတော့သူကလူများရဲ့တက်ကိုကဲတင်နိုင်ခဲ့ပေမဲ့တချို့ကတော့တီးဆုံးသွားခဲ့လို့ပါ။အတော့လူစီရဲ့လည်းသူ့ရဲ့စွမ်းအင်ကိုပိုပြီးတိုးတက်လုပ်ပေးမယ်လို့ခရီးပေးလိုက်ပါတယ်။သူ့ရှိမှနောက်ထပ်ဘယ်သူမှမတီးဆုံးအောင်တတ်နိုင်တဲ့များအလုံးလှုပ်ဆောင်မယ်လို့ပြောလိုက်ပါတယ်။လူနဲ့တနစ်ချာလေးကျင်းလိုက်တန်ရရသူတွေကိုကူပေးလိုက်လို့ပြီးတဲ့နောက်မှာတော့လူစီကသူ့ရဲ့ state ပေးကိုဖွင့်လိုက်ပါတယ်။သူအများကြီးတိုးတက်လာပြီးတမလာတာကိုတိလိုက်ရပါတယ်။အဲ့ဒီချိန်မှာလူစီကလည်း bridge ရှိသွားခဲ့ပြီး ဂရီပေးထားတဲ့အတိုင်းတစ်နှစ်ပြည့်သွားတဲ့အတွက်ထွက်တော့မယ်လို့ပြောလိုက်ပါတယ်။အဲ့ဒီကာလာတစ်ခုတည်းသူ့အရန်ကျေးဇူးတင်ပြီးတော့ခမရလေ့ကျင့်ပေးမှုကြောင့်ဘလောက်ပဲအားကောင်းတဲ့တတော်ဝင်နဲ့တည်တည်ချက်ချင်းထွက်ပြေးနိုင်ပြီ။ဘာလို့လဲဆိုတော့ကျွန်တော်တစ်နှစ်လုံးလေ့ကျင့်ပေးခဲ့ပေမဲ့တိုးတက်တယ်လို့မခံစားရဘူး။ခမရလက်သေးတစ်ချက်နဲ့တော့မထိနိုင်သေးဘူး။ဒါပေမဲ့ကိစ္စမရှိပါဘူးလို့ပြောလိုက်ပါတယ်။ဘရုတ်ကတော့မင်းငောင်းမထိလို့အထင်ငါလည်းတနေအောင်လင်းနေလောင်အောင်တံမာလာပါပြီလို့ပြောလိုက်ပါတယ်။ပြီးကြတဲ့သူ့ကိုမိုနီကာလိုဂီးမှအတူတူလောလောဖို့ကမ်းလှမ်းလိုက်ပါတယ်။ဒါမဲ့သူကတော့ငွေလဲရှာပြီးမှော်ချမ်းတက်ဝယ်ပြီးမှော်တက်တွေလည်းလေးလာမှုပါလို့ပြောလိုက်ပါတယ်။ ူရဲ့အိမ်မကတမ္မာတဲ့ကုသသူတယောက်ဖြစ်ပြီးစေကံခွင့်ကလူတွေကိုအ ਨੇ ဆုံးကုန်ကြစေတဲ့ကုသပေးဖို့ကဒီချိန်မှာဘရုကတို့အားပေးလိုက်ပြီးလဆွဲနှုတ်ဆက်လိုက်တာနောက်တော့သူဘာလိုအပ်တာပဲဖြစ်ဖြစ်မဆိုင်မတော့သူရှိလာခဲ့ဖို့ပြောလိုက်ဒီဖိုင်လေးလေးပြီးဆုံးသွားခဲ့ပါတယ်အန်မီလေးကိုကြိုင်တော့လာကလေးနဲ့ကောမမှာစတစ်ကာလေးပြပြရေးပေးသွားပြီးတော့ subscribe လုပ်ရသေးတယ်လေ subscribe လုပ်ပေးခဲ့ကြပါအောင်အားလုံးပဲတာယာပြွှင်တော့နေ့ရက်လေးပိုင်းခိုင်းနိုင်ကြပါစေအားလုံးကျေးဇူးတင်ပါတယ်ဗျာ